မင်္ဂလာပါရှင် review ပိုင်းငင်ခတ်နေပြီတော့ပြန်လဲကြည့်စို့လိုက်ပါတယ်ရှင်ဒီခုနှစ်ခါတင်ဆက်ပေးမှာကတော့ Lady of the Very Jungle တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဘန်းကတော့အင်္ဂလိပ်မျိုး Lady of the Very လို့ခေါ်ပေမဲ့တရုတ်မှာဆိုရင်တော့ Bell of Kill လို့ခေါ်ပါတယ်ဒီဘန်းကသိပ္ပံအနီမှာဆိုလို့ရှိရင်တော့ Compiler Mentalist Chibiya မြန်မာပြည်မှာဆိုရင်တော့ဒေသပေါ်မှာမူတည်ပြီးတော့ကွက်သွားပါတယ်။အရာဘန်ပြည်သူတိများတဲ့အတွက်ဒိုင်းရဲ့ပြည်စုမှုဆိုရင်တော့ချိတ်ဝမ်ကနေဘန်ဒါမှမဟုတ်ခေါလောင်ဘန်ကိုလည်းခေါ်ဆောင်ကြတာကိုတွေ့ရပါတယ်။ဒါဟာနီနီဘန်မျိုးရင်းတွေကမျိုးစိတ်တစ်ခုမဟုတ်ဘဲနဲ့နီနီဘန်လို့နာမည်မှာချက်ခေါ်လင်းရှိတဲ့အပင်မျိုးပဲဖြစ်ပါတယ်။အဲ့ဒီဘန်ရဲ့နာမည်အတိအကျကတော့ Lily of the Valley ဖြစ်ပြီး သူ့ရဲ့သိပ္ပံနာမည်ကတော့ scientific name ကတော့ခုနပြောတဲ့ convolary mandalis ဖြစ်ပါတယ်။ချိဝန်ကနင်ပန်းဆိုတဲ့နာမည်ကတော့ lily of the valley ကိုတန်ရိပ်ပြန်ထားတဲ့နာမည်ဖြစ်တဲ့အတွက်ဒါကတော့မြန်မာရင်ခေါ်တာတော့မန်ဆုံးပဲဖြစ်ပါတယ်။ခေါလောင်ပန်းလို့လည်းခေါ်နိုင်ကြပါတော့ပန်းဝယ်လေးတွေဟာခေါလောင်လေးတွေနဲ့တူတဲ့ပုံသဏ္ဍာန် ေးထားတဲ့အတွက်ဒီကနာမည်ကိုခေါ်ရပဲဖြစ်ပါရဲ့ထိုင်ဝမ်ကနင်ဘတ်ဆိုတဲ့နာမည်ကိုတော့အတိအကျကိုစားဖြစ်ပြီးဖြစ်တဲ့အတွက်သူကအစိရှိခြင်းဝေးကြံခြင်းအသေးပြရေးပါဝင်ခဲ့ဖြစ်ပါတယ်သူရဲ့မူလဇာတိကတော့ဥရောပပါရှားအနောက်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေရပဲဖြစ်ပါတယ်။ဒါပေမဲ့မျိုးကွဲတစ်ခုက တရုတ်ဂျပန်ကိုရီးယားမြန်မာစားတဲ့ဒေသတွေကိုပြင်းပြင်းရရှိခဲ့ပါတယ်။ဒီအောင်ကတော့အများစုကအဖြူရောင်ဖြစ်ပြီးဒီမှာဆိုလို့ရှိရင်တော့ဒပန်ဖြူဖြိုးအရာအဲအဝိုင်းနဲ့စတဲ့အရာလိမ္မော်ရောင်အနီရောင်ဖြူဖြိုးလေးမျိုးပေါ့နော်ပြီးတော့အပြာနဲ့စတားကြီးတွေလည်းမော်လမျိုးကိုရဲ့ညီငယ်သူတွေဟာအရာဆက်ပြီးတော့အခုဆိုလို့ရှိရင်တိုးပွားရဲ့ရောင်ကြီးတွေရှိရပါတယ်။ ဒါပေမဲ့သူရဲ့အကြည့်ကပန်းရဲ့အယောင်ကပါလဲဆိုရင်တော့ပျော်ရွှင်မှုကိုပြန်လည်ရောက်ရှိခြင်းဖြစ်ပါရဲ့ပြီးတော့စင်ကျင်ခြင်းချူစင်ခြင်းနှိမ့်ချခြင်းယူတာခြင်းကံကောင်းခြင်းနဲ့ကံကြမ္မာကောင်းတွေကိုဟောထုတ်ပေးရဆိုပြီးတော့ယုံကြည်ကြပါရဲ့ခရစ်ယာန်ဘာသာရေးအရမဆွေရင်လည်းဒီဟာကိုမာရီယာရဲ့မျက်ရည်ဆိုပြီးတော့လည်းသင်စားခုံဆောင်ကြပါရဲ့ ဒီဟာကတော့ချစ်သူကိုပေးလို့ရတာဆိုရင်တော့ပိုင်းရဲ့ဒေးပေရီရဲ့မှာချစ်ချင်းမြတာယူတာချင်းတို့ပါဝင်တာကြောင့်ချစ်သူများတစ်ပေးလေးရှိပါတယ်။သူတို့ပြင်ပြည်သူနိုင်ငံမှာတော့မေလာတရနေ့ကို Lily of the Valley ဆိုပြီးတော့တမဘီချစ်သူတွေကိုကကောင်းချင်းတင်ကြတာအထင်နဲ့ပေးလို့ရှိချပါတယ်။ဒီအပင်ကစေဘဝင်လာလပိုင်းရအတွက်ချိုးပြူလာဆိုရင်တော့ စင်ပဝင်ဖြစ်တော့အသုံးပြုခဲ့ပါတယ်။ပေရဲ့အစိပ်အပိုင်းတွေမှာနှလုံးအပေါ်တက်ရောက်စေနိုင်တဲ့ဓာတုပစ္စည်းတွေပါဝင်ပြီးတော့ဒီအသိမှာဆိုရှင်ပေါ့နော်။ဟိုလွန်ခဲ့တဲ့ဒီမှာဆိုရင်အပြောစားနှလုံးအာနေချင်းကိုပူတိုင်းရဲ့အတွက်ဆရာဝန်ကြီးတွေရနေပြီးတော့ကြည်ကြမှုအောင်မှထုတ်ယူပြီးတော့အသုံးပြုခင်ချပါတယ်။ဒါပေမဲ့ဒီပန်းဟာအရန်ကိုပဲအစိပ်ကျင်းနာဖြစ်ပါတယ်။ မိမိဘာသာတော့သုံးချီအလားပါရရအတွက်အသုံးပြုခြင်းတွေကိုလုံးဝမပြုလုပ်သင့်ပါဘူး။လက်ရှိမှာအစိပ်ပြင်းတဲ့အတွက်ဆေးအဖြစ်အသုံးပြုမှုကတော့မရှိတော့ချားသွားပါပြီ။ရေမွေးတွေပြုလုပ်ရမှာတော့၎င်းရဲ့တဲချတဲ့မွေးရည်နှံကို အတူယူဖော်ဆက်ထားတဲ့ညဉ့်ညံ့တွေကိုတော့အသုံးပြုကြပါတယ်။ဒီမှာကိုစားပြုတဲ့တခြားဘက်လို့သင်္ကေတရှိလားဆိုရင်တော့သူကပရှင်မှုပြန်လဲရရှိခြင်းကိုအဓိကကိုစားပြုတာဖြစ်တဲ့အတွက် မင်္ဂလာဆောင်ပန်းစည်းတွေအခန်းအနားတွေမှာတက်ရှင်ဆင်ခြင်းမှုကိုပုံစံပြုတဲ့အနေနဲ့အသုံးပြုကြပါတယ်။သူကစိုက်မယ်ဆိုလို့ရှိရင်တော့ဥယျာဉ်ထံကြီးအရင်ရတဲ့နေရာတွေမှာအခင်အပြင်းနဲ့စိုက်ပြလို့ရရဲ့အိမ်တွင်အလားစင်ပန်းပြီးတော့ဦးလေးတွေနဲ့စိုက်ပြတာအမှုရပါတယ်။ပန်းစည်းနဲ့အလားစင်မယ်ဒါကြင်ပြင်းပြင်းပေါ့နော်အနက်ပြင်းရဲ့အတွက် ရှင်မွေးလုပ်ငန်းတွေမှာလည်းထုတ်လုပ်ကြရင်လုံးလာကြပါရဲ့ ပြီးတော့ဒီဟာကိုစိုက်ပြူမဲဆိုရင်တော့စိုက်ပြူမှုကအစေးနံမမဟုတ်မီအောက်ပင်စီပေါ်အကောင်ပြူပြီးတော့စိုက်ပြူနိုင်ပါတယ်။အရင်ရပြီးတော့အေးများတဲ့နေရာနေရောင်ချင်းတိုင်းရိုက်မထီးတဲ့နေရာတွင်ကိုဒီပန်းလေးကိုစိုက်မဲဆိုရင်ပိုကောင်းပါရဲ့။ဒီဆိုတဲ့ရှိပြီးတော့ရေစင်းစင်းမှုကောင်းတဲ့မြေစီပွားကျေဝါတဲ့မြေစီပွဲဆိုရင်ໃຈနေတဲ့ပါရဲ့ပေစီဘီဟာမြေအောင်ကနေပြီးတော့လင်းမြန်စွာပြင်းနှံ့နိုင်တဲ့အတွက် ိုးနေဖြစ်စဉ်အခြားပင်များနဲ့ဝေးရမှာဖြစ်စဉ်ဆက်ပြုတ်တင်ပါရင်အပင်ကိုခံတွေ့တဲ့အခါမှာလက်အိတ်ဝစ်စင်တင်ပါရင်သူကဘလောက်ခက်လဲဆိုရင်တော့ဒီအပင်ဟာနှစ်ရှိခံမင်းဖြစ်ပြီးအောင်ညီအောင်ပင်စည်းတွေကိုနှစ်စဉ်ပြန်ပေါ်ရောက်ပါတယ်အခါဆိုင်ပြီးလို့ရှိရင်အဲသူကတောင်ပွင့်ချိန်ဆိုလို့ရှိရင်ညီဦးလည်းနောင်ပိုင်းညီဦးအစားပေါ်တော့အပင်လတ်စ်မော်ရရီမှာပွေလေးရှိပါတယ်ဒီတော့သူကအခါဆက်ပြီးအထက်ထက်ထက်ပြီးရောပြဲလေပေါက်ပါတယ် စားလို့မရလားမရလားဆိုတော့မရပါဘူးစိတ်ချစ်တဲ့အတွက်လုံးဝစားဖို့ရမသိတော့ပါဘူးအပေရဲ့စိတ်ပိုင်းအားလုံးကပေါ့နော်အယူအပတ်ကအသေးလေးတွေကအစားပေါ့နော်စိတ်အလုံးပြင်းထန်တာဖြစ်ပါတယ်ဒါကမြစ်စီကလူမဲ့တိစံနေတဲ့အန်ဒီရှိပြီးတော့စာမေးမယ်ဆိုလို့ရှိရင်ပိုင်းညာကပြုတ်အန်နာဝမ်းရှောတာနှလုံးခုန်နှောင်းပြီးမမန်းတာနှလုံးအနေ စားတဲ့လက္ခဏာတွေကိုဖြစ်ပေါ်စေပြီးတော့အသက်အန္တရာယ်ရှိနိုင်ပါတယ်။ဂိပန်ဟာတတိပေချင်ညာကတော့ဟောလှပပြီးတော့မွေးကြိုင်ပြင်မဲ့လေပေါ့နော်။အိမ်မွေးတရေဆန်နေတဲ့ကလင်းငယ်ရင်းရှိတဲ့လက်မမီကနေရမှာပဲထားပြီးတော့ဆိုင်တင်ပါတယ်။စေဘဝင်နေဆိုပေမဲ့မိမိဘာသာစေဝါအဖြစ်နဲ့အတော်မကြည့်တင်ပါဘူး။အဲဒါကြောင့်မို့လို့ဒီပန်လေးဟာသရှင်ကမျိုးပွဲရမျိုးပွဲရပေါ့နော်။ ပါအချူရောင်နဲ့ပန်းရောင်အပြင်ဒီတခြားအရောင်မျိုးတွေပို့လဲကိုပါတာအဲဖန်တီးပြီးတော့ဆိုက်ပြူနိုင်ပါတယ်ကကဒီအပတ်ကတော့လလမှာပဲရှိညဘဒရရှိဘလို့အချောင်းရဒီဗီကိုတင်ဆက်ပေးမယ့်ဆိုတာကိုဆောင်းမြေကြည့်ရှုပေးကြပါအောင်ရှိ like and subscribe comment ရေးဖို့လည်းမေးကြပါနဲ့နော်အားလုံးကိုချစ်စတင်ပါတယ်